ဒီနေ့တော့ကျွန်တော်ကကဘာလက်ကြီးတောင်းလေးရောက်လေးရောက်ထားနေတဲ့နှခွန်ပထုံဆိုတဲ့ ုမထုံမြို့လေးကိုဘန်ကောက်ကနေရိုးရိုးလိုကေထားနဲ့သွားလို့ရနိုင်တာမို့လိုကေထားစီးဖို့အဆင်ပြေတဲ့နေရာစီကျွန်တော်ထွက်လာပြပါတယ်။ဝါလန်ဖုံဒါမှမဟုတ်ဘန်စုဒီဘူးတိုင်းနှစ်ခုကနေစီးမယ်ဆိုရင်မနေ့ဆောဆောနဲ့ညပိုင်းဆိုပိုအဆင်ပြေတတ်ပြီးကြံချင်းတွေမှာတော့နီးစက်ရလိုကေထားဘူးသားနေစီးကြရပါတယ်။ ျွန်တော်ကနေ့လယ်ပိုင်းသွားခဲ့တာမို့လို့ MRT နဲ့ဘန်းခွန်နုံဘူတာမှာဆင်းပြီးတော့အောက်ဘက်မှာရှိတဲ့လိုကေထားဘူတာနေဆောင်စီခဲ့ရပါတယ်။နောက်ခွန်ပထုံဘူတာမှာဆင်းရမှာဖြစ်ပြီးတော့အချိန်ကတနအီကျော်လောက်စီးရတာဖြစ်ပါတယ်။ မခကိုယထားပုံမှာပဲပြီးလို့ရပါတယ်အမှုမဲ့မမဲ့နေလိုက်ပြီးတော့ကျွန်တော်ဘူရာကျော်သွားခဲ့ပါတယ်ခေတ္တမြအကြောင်းအကောင်းဆိုပြီးနောက်တဲ့ဘူရာကနေဆိုင်ကင်ငှားပြီးညိုရဲရအောင်ပြန်သွားလိုက်ရပါတယ် နခုံပထုံမြို့ဟာထိုင်းနိုင်ငံအလယ်ပိုင်းမှာတည်ရှိနေတဲ့မြို့ဖြစ်ပြီးဘန်ကောက်ကနေအနောက်ဘက်35မိုင်ခန့်အကွာအဝေးမှာရှိနေပါတယ်။နခုံပထုံဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ခန့်ကထိုင်းနိုင်ငံပင်လယ်ကွေ့နေရာမှာတည်ရှိနေပြီးရချာဘူရီ၊စင်ဘူရီတို့လိုပဲနခုံပထုံဟာလည်းထိုင်းနိုင်ငံရဲ့ရှေးအကျဆုံးမြို့တွေထဲကတစ်မြို့ဖြစ်ပါတယ်။အရင်ကတော့နခုံပထုံဟာမြန်မာမှတ်တမ်းတွေကယူရီးယားပြည်ကြီးမဖြစ်သေးခင်မွန်လူမျိုးရဲ့တိုင်းပြည်ဒွိုင်းရဝတီပြည်ကြီးရဲ့အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။ဒီမြို့ကိုထိုင်းမှာဗုဒ္ဓဘာသာစတင်ပြန့်ပွားရာမြို့လို့လည်းခေါ်ဆိုကြတာဖြစ်ပါတယ်။ ီနေ့ကိုလည်းဖို့ဘန်ကောက်ကနေနေချင်းပြန်လေလို့ရပါမယ်ကျွန်တော်ကတော့ဒေတာနဲ့တသားတည်းဖြစ်ချင်တဲ့စိတ်ကြောင့်တညာအိတ်ဖို့စဉ်းစားပြီးလာခဲ့တာပါတဲခုဖို့ဟိုတယ်ရေးစရာများများရှိပါတယ်ဈေးနှုန်းကတော့ဘတ်900ဝန်းကျင်ကနေ1200ကျအများဆုံးဖြစ်ပြီးဘတ်4000လောက်ထိလည်းရှိနိုင်ပါတယ် ခါပထမကြည်ဒီမြင်ကွင်းနဲ့ဟိုတယ်ကြီးတွေဆိုလို့ရှိရင်တော့ဈေးပူများတယ်လို့ဖျားကြီးမြင်ကွင်းမြင်ရတဲ့အခန်းတွေဆိုလို့ရှိရင်လည်းဈေးပူတက်ပါတယ်။ဘန်900ဟိုစတယ်လေးကြီးလည်းရှိနေပါတယ်။ နေ့တော့ကျွန်တော်ကအာဒီပုံမှန်အဖြစ်ပေါ့နော်။ကဘာလက်ခီးသွားလေးကောနောက်မြန်မာခီးသွားလေးရောရောက်လေရောက်ထားနေတဲ့နခွန်ပထုံဆိုတဲ့မြို့ဘက်ကိုသွားထားပါတယ်။တကယ်တော့သူကရှေးဟောင်းမြို့လေးလည်းဖြစ်နေတာပေါ့။တော်တော်များများတော့ဒီဒေတာကိုအာတိတ်မတိကြပဲနဲ့အရောက်ပေါက်နေတော့ဒီနေ့ကျွန်တော်နဲ့တူနခွန်ပထုံဘက်ကိုလိုက်ပြီးတော့ကြည့်ကြည့်ပါလို့။ကျောင်းတင်ညနေပါပဲနခွန်ပထုံမြို့ရဲ့အထင်ကြီးအဖြစ်တဲ့ဖရာပထုံကြီးဒီဖရာကြီးစီကိုသွားဖြစ်ခဲ့ပါတယ်။ foreigner ဆိုလက်မဝယ်ရတာပေါ့နော်ဆိုတော့ design ကိုတယောက်ကို60လဲလက်မလေးဖြစ်စရာလေးကမ္ဘာမြေဆုံးစီဒီကြီးလို့ဆိုကြတဲ့ဖရာပထုံကြီးဒီဟာညံတော်အားဖြင့် 135မီတာမြင့်ပါတယ်။စီးရင်ရတော့ဒီဖရာပထုံကျေးဒီဟာဗုဒ္ဓဘာသာဇေဒီတော်တွေထဲမှာညံတော်အမြင့်ဆုံးဖြစ်ပြီးဘုကိုးရွှေမော်တော်ဇေဒီယာဒုတိယနဲ့ရွှေဒီကုံဇေဒီယာတတိယအမြင့်ဆုံးတွေလို့သိရပါတယ်။တချို့ဆင်းမှာလည်းဘုကိုးရွှေမော်တော်ဇေဒီကအမြင့်ဆုံးလို့ဆိုကြပြန်ပါတယ်။ဒီဖရာပထုံကျေးဒီဟာဘေကာလကလေးကစတင်တည်ရှိနေတယ်ဆိုတာကိုမသိရပေမဲ့ဇရုထယာမပြင်မွန်ကွတ်မင်းလက်ထက်မှာတော်တဲ့ဘုန်းတော်ကြီးတွေနဲ့တွားနေရင်တွေ့ရှိခဲ့ပြီးတော့1853ခုနှစ်မှာပြန်လည်ပြင်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါတော့ပြင်စမရာမပြီးချူလာလောင်ကွန်းလက်ထက်မှာတော့တိုးကြောက်ပြားတွေနဲ့လွှမ်းချုံမွမ်းမံခဲ့ပါလေ။ဒီလိုလည်းရောက်ပမှုမှာအဝေးကနေတောင်ဖူးမြင်နိုင်ကြတဲ့ဖရာရူဝန်ပူချနာရစ်ရဲတော်မူကြီးကိုလည်းမုတ်တက်တဲ့ချင်းမှာဖူးမြင်ကြရပါတယ်။ ညတော်10မီတာရှိတဲ့ရက်တော်မူကြီးဘေးဘေးညာမှာတော့နေဗန်ကုံဆိုင်နေဘုရားပန်းစီမီရောက်နေဆိုင်နေရှိပါတယ်။တမိုင်းတိကျမရှိပေမဲ့အဖြစ်နိုင်ဆုံးကတော့ ဒွန်ရဝတီခေတ်မှာအိန္ဒိယဘီရင်အာတောကမင်းကြီးရဲ့ဗုဒ္ဓသာနာပြန့်ပွားရေးအတွက်ဘုန်းတော်ကြီးတွေဆီလွှတ်ခဲ့ရမှာဒီနခွန်ပထုံကိုရောက်ရှိလာခဲ့ကြပြီးတော့တည်ထားခဲ့ပုံရပါတယ်။မူလပုံတော်အရတော့အိန္ဒိယဟန်စီရီဖြစ်နေခဲ့ပြီးဇေရုထိုင်ယာမဘီရင်ပြင်ဆင်တည်ထားတဲ့အခါမှာတော့တီရီလင်္ကာဟန်ပြောင်းလဲတည်ထားတယ်လို့သိရပါတယ်။ ုကျွန်တော်ရောင်းနေတဲ့နှခုပထမကကြတော့အရင်တော့ဆိုလို့ရှိရင်မွန်နေနေတဲ့မြို့ကြီးပေါ့အခုကကြတော့ကျွန်တော်တို့ဒီဘန်ကောက်နားမှာပဲရှိနေတာကျွန်တော်တို့ဘန်ကောက်နေလာမယ်ဆိုလို့ရှိရင်အာတနာရီဘွဲလောက်ပဲအချိန်သေးလို့ရတယ်ကားနဲ့ဆိုလို့ရှိရင်ပေါ့နော်တကယ်လို့ရထားနဲ့စီးမယ်ဆိုလို့ရှိရင်လည်းရထားနဲ့ဆိုရင်နှစ်နာရီဝန်းကျင်လောက်ပေါ့အဲကျွန်တော်တို့ဒီ MRT လေးစီးနောက်ပြီးတော့အာရိုးရိုးရထားလေးပေါ့နော် local ရထားလေးပြန်စီးလိုက်လို့ရှိရင်အချိန်ခဏလေးတွင်ရောက်ပါတယ် ဘုရားရှင်ပြည်ဟာလည်းအတော်ကျယ်ဝင်ပြီးတော့ပတ်လန်းနှစ်ခုရှိပါတယ်။အတွင်းပတ်လန်းကဘုရားကြီးကိုအနီးကပ်မြင်တွေ့ရင်ဘုရားဖူးခြင်းသူတွေအတွက်အဆင်ပြေလို့အပြင်ပတ်လန်းတစ်လျှောက်မှာလည်းဆင်းနုတော်အမျိုးမျိုးကိုဖူးမြင်ကြရပါတယ်။ ညာစည်းလေးတွေကတော့ထိုင်းရဲ့ထုံးစံအတိုင်းပဲဟူနာဒီနာရှိတတ်ပါတယ်ဒီမြို့မှာအကြီးဆုံးညာစည်းကြီးကတော့ဖရာပထုံချေဒီဖရာကြီးအနောက်ဘက်မြို့ကညာစည်းကြီးပဲဖြစ်ပါတယ်ဖျားရှိရင်ကြီးဟာလည်းအရန်ကြီးတာမို့လို့ညာစေးဟာလည်းစိုင်တဲ့များစွာနဲ့တိတ်ကိုစီကားပါတယ် အစားအသောက်ကတော့အဓိကပဲဖြစ်ပါတယ်ဒီဒေတာနဲ့ဖရာပထုံဂျီဒီဖရာပရထုံဂျီဒီတွေနဲ့ပတ်သက်တဲ့ဒဏ္ဍာရီတွေကအထူးကကြတဲ့ဖရာကွန်ဖရာဖန်ရဲ့ရုပ်ထုကို အောက်ဇင်းယုံကြီးရဲ့တောက်လမ်းတစ်ဖက်ချမ်းသာမှာမြင်တွေ့ကြရပါသေးတယ်။ ရခုံပထမအေးရတဲ့ညလေးကတော့တကယ်ကိုအေးအေးချမ်းချမ်းလေးဖြစ်ရပါတယ်။ဒီမှာလည်းဂျန်နေသေးတဲ့အထင်ကြီးနေရာတွေကတချို့ကိုအချိန်ကွက်တိလေးတော့ဖြစ်ခဲ့ပါသေးတယ်။ ဖျားပထုံကြီးဒီဖျားကြီးရဲ့မြောက်ဘက်မှာဇေယုံနှစ်ယုံရှိပြီးတော့အရှိဘက်ယုံကိုတလလန်အောက်ယုံအနောက်ဘက်ယုံကိုတလဘောအပေါ်ယုံဆိုပြီးတော့ခေါ်ကြပါတယ်။ဇေထဲမှာစားတော့ချင်စရာဝဲချင်စရာအမျိုးမျိုးရှိလို့ဇေဝဲကြိုက်တဲ့သူတွေသဘောကျကြပါလိမ့်မယ်။အခုကျွန်တော် ရောက်နေတဲ့ဒီဖျားကကြတော့ဒီစီရီကကြတော့အတိုင်းမှာရှိသမျှဒီ ရှေးအကြဆုံးပေါ့နော်အဟောင်းဆုံးရှေးအကြဆုံးဇေဒီထဲမှာဆိုလို့ရှိရင်တဆူပါတဲ့ဇေဒီပါဒီဇေဒီကလည်းကျွန်တော်တို့ဒီနှခွန်ပထုံဘက်မှာရှိတာပေါ့ဒီဇေဒီကိုကြတော့တို့ကခရာပထုံဇေဒီလို့ခေါ်ကြတာပေါ့နော်ဆိုတော့သူ့ရဲ့ပုံစံကတော့ကျွန်တော်တို့ဟိုးရင်တုန်းကဟိုကျွန်တော်တို့ပုဂံမှာရှိနေကြမြေသားအုပ်ပုံစံမျိုးနဲ့စောက်ထားတဲ့အယုဒ္ဓယာတို့ဘာလို့မှတွေ့ရမယ့်ပုံစံမျိုးနဲ့တွေ့တယ်ပေါ့နော်ဆိုတော့တို့ကအပေါ်ကြီးတက်ဖူးလို့ရတယ်လို့တော့ပြောတယ်ပြောကြတာကတော့ဂေါရမဖျားရှင်ပြိဋိနိဗ္ဗာန်စံချိန်မှာကြံကျွေးတဲ့တက်တော်တွေကိုတော်ဝင်မိသားစုရှစ်စုနဲ့တပည့်တော်တွေအညီမျှ ခွဲဝေယူကြခြင်းချိန်တွေခဲ့တဲ့ရွှေချိန်ခွင်ကိုခွဲချမ်းပြီးတဲ့အချိန်မှာသူဝနာဘူမိတိုင်းပြည်ကနှခွန်ချိုင်းစီကိုပို့ဆောင်ပြီး990ခုနှစ်မှာကျောက်စီရီကြီးအတွင်းဌာပနာခဲ့တယ်လို့ဆိုပါတယ်။ တီးလင်ကဘရင်ကဒီရွှေချင်းကွင်းကိုလိုချင်တာကြောင့်နခွန်ချိုင်စီဘရင်စီကိုအရေးပါတဲ့ဖုံးတော်ကြီးကိုဆင်းလွတ်ပြီးတော့တောင်းဆိုခိုင်းခဲ့ပါတယ်။နခွန်ချိုင်စီဘရင်ဟာချိန်ခွင်နဲ့ဗုဒ္ဓဓတ်တော်ကိုလဲလှယ်ဖို့သဘောတူခဲ့ပြီးဓတ်တော်ကိုဇေဒီတိတစုတီထားကိုးကွယ်ခဲ့ပါတယ်။အဲ့ဇေဒီကတော့အထင်ကြီးကဖရာပထုံမကြီးတီပဲဖြစ်ပါတယ်။656ခုနှစ်မှာတော့လာဘူဘရင်ဟာနခွန်ချိုင်စီကိုအုပ်စိုးခဲ့ပြီးအဲ့အချိန်မှာအရင်ချိန်ခွင်ထပ်ပနာထားရဇေဒီကိုပြန်တီခဲ့ပြီးတော့ဖရာပရာထုံဂျေဒီလို့ဘွေးနာမှာပေးခဲ့တယ်လို့ဆိုပါတယ်။တမိုင်းတိကျတော့ဘယ်သူမှတော့မသိကြ ပါဘူးဖရာပရတုံချီဒီကနေလမ်းနှင်းရဲ့လျှောက်ပြီးတော့ Technical College ကျောင်းဘေးလမ်းတိုင်းဝင်သွားလို့ရှိရင်တော့ရှေးအောင်ဖျားပြက်တစုဖြစ်တဲ့ချူလာပရတုံချီဒီကိုမြင်တွေ့ကြရမှာဖြစ်ပါတယ် နခုံပထုံကကျတော့ရှေးဟောင်းမျိုးဖြစ်တဲ့အားလျော်ဆိုတော့ပေါ့နော်အခုလိုမျိုးဒီရှေးဟောင်းအာဇီဒီဘရိုအဟောင်းကြီးကိုလည်းဒီဒီတိုင်းမှာထိမ့်ပြီးတော့ပြသထားတယ်ပေါ့သူတို့မှာတော့ပြန်ပြင်တာမျိုးတော့မတွေ့ပဲနဲ့ဒါတော့အခုဒီအဟောင်းဆိုပြိုကျရင်ပြိုကျတဲ့အတိုင်းပဲထားပြီးတော့အာအဲဒီတိုင်းမထင်းသိမ်းထားလိုက်တယ်လို့ပြောရမှာပေါ့နော်ပြစားနေလားဆိုတော့လေသူကပြတော့မပြစားနေဘဲနဲ့ဟိုမှာဝင်ကြေးတွေပါရင်မရှိနေဘူးပေါ့နော်ပြောချင်တာကဒီတိုင်းမလာပြီးတော့လေးလာလို့ရတယ်ဒီဇီရီကိုတော့ ရှူလာပထုံစီဒီလို့ခေါ်ပါတယ် ခုတစ်ခါတော့ကျွန်တော်နှခွန်ပထမပေါ့နော်ကျွန်တော်ရန်ရောက်ဖူးစင်နေဒီအင်တာနက်ပေါ်မှာဆိုရှယ်မီဒီယာတွေပေါ်မှာအများကြီးတွေ့နေရတဲ့ဒီဘက်ကအဆောင်ယူငကားပတ်ထားတဲ့ပုံနဲ့ဖျားပေါ့နော်အဲ့ကိုရောက်ခွင့်ရနေပါပြီဒီညာကိုတော့ဝက်ဆန်ဖန်လို့ခေါ်တာပေါ့နော်ဆိုတော့ဒီညာလေးမှာဘာတွေထူးထူးခြားခြားရှိနေလဲဆိုတော့ကျွန်တော်တို့လိုက်ကြည့်လို့ရပါတယ်ကျောင်းတော်ကြီးရဲ့ပြဝန်ကအတော်ကျဲဝန်းလာပါတယ်။ညတော်မြင့်မားတဲ့ခွန်ရီမဲတော်ရုပ်ထုကြီးကိုတော့ဝန်ဝင်ချင်းဖူးမြင်နိုင်ကြပါတယ်။ ခုအသုံးပြုခြင်းမရှိတော့တဲ့လိင်ကြီးပုံစံအဆောက်အအုံကြီးတစ်ခုလည်းမြင်ကြရပါအောင်မယ်ဒီဘက်နေမှာတော့တော်တော်များများမှမြန်မာသားလေးတွေတုံးတာတွေ့ရတယ်မတီစီရရဲ့အထူးကြတော့ပေါ့နော်။ဒါတော့ဒီအဆောင်အုံနဲ့ဒီငကားကြီးကို န်တီးတည်ဆောက်တဲ့တည်ထားတယ်ပေါ့နော်သူရဲ့ပုံပါဒီဗုဒ္ဓဘာသာကိုမြားဖို့အတွက်ကြတော့တော့လိမ့်လို့အတိပေါ်ပါပါဒီလာတဲ့အများစုကတော့ big buddha နဲ့ငကဘက်ចောင်းတော်ကြီးကိုအတိကလာကြတာပဲဖြစ်ပါတယ်ရိုက်စနခါပတ်ထားတဲ့အဆောင်ကြီးလည်းတွေ့ရတယ်ဟောဒါတော့ big buddha ပဲဖြစ်ပါတယ် အဆောင်အခြေကဝင်းပေါက်နီးမှာစူးဥခုံစလန်တွေတွေကစားဝူချင်းရဲ့ရုပ်ထုကိုမြင်ကြရမှာဖြစ်ပြီးတော့ဂျုံယုံကြည်ကြည်ဆူတောင်းဆက်ကနေသူတွေလည်းရှိပါတယ်တတော်80မှာကန်တော်ကုံနဲ့ဗုဒ္ဓမြတ်စွာဘုရားကိုယေစုပြီးအဆောက်အအုံမြင့်ကိုမီတာ80တိဆောက်ထားတယ်လို့ဆိုပါတယ်။ တယောက်ကို80ပေးရတယ်ခမူးထက်မှာတော့ငကားကောင်းကြီးရှိပြီးငကားကောင်းအောက်မှာဖျားဆင်းတုတစုကိုဖူးမြင်ကြရပါတယ်တော်တော်များများကတော့ဒီနေရာကိုဓာတ်ပုံရိုက်ဖို့လာကြတာများပြီးဒီနေရာဟာ Instagram သုံးဆွဲသူတွေကြားထဲမှာရေပန်းစားတာမလို့နိုင်ငံခြားသားအဖြူတွေအများစုလာရောက်ကြပါတယ် င်ဦးတော့နီးစက်ရပူရာတစ်ခုစီသွားပြီးတော့ရထားလက်မဲ့ဝယ်ပြန်ခဲ့ပါတယ်ရထားချိန်ကအမျိုးရဲ BTS MRT ရထားတွေလိုမျိုးအချိန်တိုတွင်းအများကြီးပြေးဆွဲတာမျိုးမဟုတ်ပဲနဲ့ဒစည်းလွတ်သွားရင်နောက်ဒစည်းကတနားရီလောက်ကြာအောင်ဆောင်းရပါတယ် တခါခံထားရဖို့တော့အတော်တုံးကလိုမဖြစ်အောင်အပြန်မှာဘူရာမကျော်သွားဖို့ဖုန်းထဲက map ကိုတေချာဖွင့်ပြီးတော့သွားရပါတယ်။မွန်တိုင်းမြို့ကြီးဖြစ်ခဲ့ပူတဲ့နေကုန်ပထုံရှီဟောင်းမြို့ကြီးဟာဘန်ကောက်မြို့ပြရဲ့မွန်ချက်မှုကိုရှောင်ကျဉ်တဲ့သူတွေအတွက်နေချင်းပြန်လေးပဲဖြစ်ဖြစ်တညရီလေးပဲဖြစ်ဖြစ်သွားပြော်တဲ့မြို့လေးပါ။လူငယ်တွေအတွက်လည်းအကုန်ချမများပဲရထားလေးစီးသွားနိုင်တယ်လို့အထင်ကြီးရနေရာတွေလည်းရှိတာမို့လို့သွားရတန်တဲ့မြို့လို့ဆိုနေပါတယ်။ဟုတ်ကဲ့ကျွန်တော်တီဟ The Traveler ပါခင်ဗျာ။